င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီနေ့သတင်းတွေထဲမှာတော့ရခိုင်ပြည်မောင်တော်မြို့နယ်ထဲမှာအယိုးစုတွေပဲကျန်တော့တဲ့အရက်သားအလောင်း6လောင်းကိုတွေ့ခဲ့ပါတယ်။ရှမ်းမြောက်ကြောင်မဲမြို့မှာအရက်သား2ယောက်ရင်းမြုပ်မိုင်းနေမီလို့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။ခရီနီပြည်ဒီမော့ဆူကစစ်ဘေးရှောင်တွေဟာတခြားနေရာကိုထပ်ပြီးတော့တိတ်ရှောင်ရမှာကိုစိုးရိမ်နေကြပါတယ်။ထိုင်းနိုင်ငံထက်ကဖက်ဘူရီခိုင်မှာမြန်မာအလုတ်သမားအယောက်1500ကျော်အလုတ်ဖြုတ်ခံလိုက်ရပါတယ်။နိုင်ငံတကာသတင်းတွေထဲမှာတော့ အမေရိကန်အစိုးရကရက်ဆိုင်သွားတဲ့အကြောင်းနောက်ပြီးတော့မာဒါဂါစတာကဂျန်စီရီရဲ့တော်လန်ဆန္ဒပြပွဲတွေအကြောင်းနဲ့တရုတ်နိုင်ငံကကင်းလက်နေတဲ့ခွေးဆက်ရုံအကြောင်းဒီသတင်းအကြောင်းအရာတွေကိုစမိုင်းကနေစူးစီးတင်ဆက်ပေးထားပါတယ်ရခိုင်ပြည်မောင်တော်မြို့နယ်ထဲမှာအယူစုတွေပဲကျင့်တော့တဲ့အရက်သားအလောင်း6လောက်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့အရခတ်သက်တော် EE ကထုတ်ပြန်ပါတယ် အေအေတပ်ဖွဲ့ဝင်တွေကမောင်တော်မြို့နယ်ထဲကအထက်အင်းချောင်းရွာနာမှာလုံခြုံရေးဆောင်ရွက်နေချိန်စက်တင်ဘာလ28ရက်နေ့ညနေ3နာရီလောက်မှာ အရက်သားတွေရဲ့အလောင်းကိုတွေ့ခဲ့တာလို့အေအေကပြောပါတယ်အထက်အင်းချောင်းရွာနာကငပြောတော်အုပ်ထဲကနေအလားတွေကိုနေရာလေးခုမှာတွေ့ခဲ့တာလို့ဆိုပါရယ်ရွာသားတွေဘက်ကလည်းလူပြောင်းတိုက်ထားတာ၁၀ရောက်လောက်ရှိရလို့ဆိုပါရယ် အခုအေအေကရှာဖွေသူရှိခဲ့တဲ့အလောင်းတွေဟာမောင်တော်နေဆက်တမန်သားရွာနဲ့ဒုံညူရွာကပျောက်နေတဲ့ရွာသားတွေထဲကဖြစ်နိုင်တယ်လို့ကနဦးခန့်မှန်းထားပါတယ်အာစာအဖွဲ့ဟာမောင်တော်မြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့50ခွန်ကြား point 63ရာတိကုန်ရှိအေအေရဲ့နေဆက်လုံချုံရေးတပ်စခန်းနဲ့ဒုံညူရွာနာကဒုံညူစခန်းတွေကိုတိုက်ပိုက်နိုင်ရေးလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီစခန်းလေးကိုတွားတဲ့လမ်းသက်လျှောက်မှာတွေ့သမျှမူဆလင်မဟုတ်တဲ့အယက်သားတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ဖန်ဆီးနှိပ်ဆက်တက်ဖြတ်တာတွေလုပ်နေတာဖြစ်လို့တတိထားကြဖို့လည်းပြောဆိုထားပါတယ်စစ်တပ်နဲ့တအန်သက် TNL တို့ကြားမှာတိုက်ပွဲတွေအကြီးကျယ်ဖြစ်နေတဲ့ရှမ်းမြောက်ကကြောက်မဲမြို့မှာအယက်သား၂ယောက်မြေမြုပ်ပိုင်းနေမိပြီးပွဲချင်းပြီးတိုက်ဆုံသွားပါတယ် ကျောက်မဲကဒေသခံအမျိုးသားတယောက်မြေမြုပ်မိုင်းနေမိပြီးပွေချင်းပြီးတည်ဆုပ်ခဲ့တယ်လို့တအန်သက် TNL ကပြောပါရယ်။နှစ်ယောက်လုံးဟာစက်တင်ဘာလ29ရက်နေ့မှာမြေမြုပ်မိုင်းနေမိခဲ့တာဖြစ်ပါရယ်။တယောက်ကတော့အလောင်းပြသွားစွန့်ပြေးတဲ့ချိန်မှာနေမိခဲ့တာပါ။နောက်တစ်ယောက်ကတော့တုတ်တဲ့ကွင်းပြင်မှာနွားသွားရှာနေတဲ့ချိန်မှာနေမိပြီးတော့တည်ဆုပ်သွားတာလို့နီဆက်သူတွေကပြောပါတယ် စက်တင်ဘာလအထဲမှာပဲဒီလိုမျိုးမြေမြုပ်မိုင်းနင်းမိတဲ့တခြားဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။စက်တင်ဘာလ23ရက်နေ့ကကြောက်မဲမျိုးကအမျိုးသားနေရဟာမြေဩဇာသွားယူနေတဲ့ချိန်မှာလမ်းမပေါ်မှာရှိနေတဲ့မိုင်းကိုနင်းမိပြီးတော့ပြေဆုံးသွားခဲ့တာပါ။ဂရင်းနီပြည်ဒီဘောဆိုမြို့နယ်ထဲစစ်ကော်မရှင်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေကစိုးရိမ်နေကြပါတယ် တိုက်ပွဲတွေကြောင့်နေရာတစ်ကိုထက်ပြီးတော့တိမ်းရှောင်ရမယ်ဆိုရင်လည်းမလွယ်ကူလာဘူးလို့စစ်ရှောင်တွေကပြောပါတယ်။ပြေးစရာနေရာလည်းမရှိတော့ဘူးလို့ဒီမိုးဆိုအနောက်ခြမ်းကစစ်ရှောင်အမျိုးသမီးတယောက်ကပြောပါတယ်။ဒီမိုးဆိုကနေဖူဆိုလမ်းမကြီးတစ်လျှောက်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ဂရနီတော်လင်ကြီးပူပေါင်းအဖွဲ့တွေကြားမှာဒီနေ့အချိန်ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ် စစ်ကွန်မရှင်ကစစ်ရေးပြင်းမဲ့အရက်သားပြင်းမဲ့မခွဲခြားဘဲနဲ့လက်နက်ကြီး drone အပြင်လေကြောင်းတိုက်ခိုက်မှုတွေပိုလုံလာပါကိုလည်းဒီမော့ဆိုအနောက်ချန်ကစစ်ရှာတွေကစိုးရိမ်နေကြတယ်လို့ပြောပါတယ်မြင်းပြင်ကစစ်ရေးအခြေအနေတွေကြောင့်ဖရူโซထားလဲနန်ဖဲလမ်းမကြီးအပောင်းဝင်တခြားလမ်းတွေတွေအားလုံးကိုစက်တင်ဘာလ23ရက်နေ့ကနေဒီနေ့အချိန်ထိပိတ်ထားတာဖြစ်ပါတယ် ဒါပြင်လွိုက်ကောဒီမိုဆိုဖူဆိုဘောလကဲလမ်းမကြီးကလည်းတွာလာလို့မရသေးဘူးလို့ဒေသခံတွေကပြောပါရယ်ထိုင်းနိုင်ငံထက်ကဖက်ဘူရီခရိုင်မှာရှိတဲ့စက်ရုပ်တစ်ခုကမြန်မာအလုတ်သမားအယောက်1540ယောက်ကိုဘာမှကြိုတဲ့အကြောင်းမကြားဘဲနဲ့အတိမပေးဘဲနဲ့အလုတ်ဖြုတ်လိုက်တယ်လို့အလုတ်သမားတွေကပြောပါတယ်။ သူတို့ကအခုလိုရုတ်တရက်ကြီးအလုပ်ဖြုတ်ခံလိုက်ရတဲ့အတွက်အခက်အခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်ဒီမြန်မာအလုပ်သမားတွေဟာ patch buri ခရိုင်မှာရှိတဲ့ call com ဆက်ရုံရဲ့ cd ယောဂဖြစ်တယ်လို့ဆိုကြပါတယ်ဒီဆက်ရုံမှာအလုပ်ရဖို့အတွက်မြန်မာအလုပ်သမားတွေအနေနဲ့တယောက်ကိုဘတ်19000စမတ်ခတ်ပေးပြီးအလုပ်လုပ်ရတာလို့ဆိုပါတယ်စမတ်ခတ်ပေးပြီးတဲ့နောက်3လလောက်မှာအခုလိုအလုပ်ဖြုတ်ခံလိုက်ရတာလို့ဆိုပါတယ် အတိပေးအကြောင်းကြားတာမျိုးမရှိဘဲနဲ့အလုတ်ပြုတ်သွားတဲ့မြန်မာအလုတ်သမားတွေကစက်ရုံနားမှာစုဝေးနေကြပါတယ်။ဒီလိုစုဝေးနေကြတဲ့ရုပ်သံဗီဒီယိုတွေနဲ့ဓာတ်ပုံတွေဟာမနေ့ကမနေ့ပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေမှာတက်လာပါတယ်။စက်ရုံဘက်ကလည်းထိုင်ရဲတွေကို ခေါ်ထားပြီးအလုတ်သမားတွေလာစုဝေးနေတာကိုစောင့်ကြည့်နေတယ်လို့ MHAC မဟာမိတ်အဖွဲ့တာဝန်ခံကိုရဲမင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးထားပါတယ်။ အခုဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ထိုင်းဥပဒေအတိုင်းကူညီပေးဖို့လုပ်နေတယ်လို့ MHAC မဟာမိတ်အဖွဲ့ကဆိုထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ အစိုးရဘတ်ဂျက်ကန့်သက်ချက်အပေါ်အစိုးရနဲ့အတိုက်ခံဒီမိုကရက်ပါတီတို့ကညှိနှိုင်းလို့မရတာကြောင့်2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အမေရိကန်အစိုးရလုပ်ငန်းတွေအင်ကာနီးယားညတကောက်အခြေကရက်ဆိုင်သွားခဲ့ပါတယ်။လွတ်တော်မှာအဓိကရှေ့မတူနောက်မဆုံးညှိနှိုင်းလို့မရပဲဖြစ်သွားခဲ့တဲ့ အကြောင်းရင်းတွေထဲမှာကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဘတ်ဂျက်သတ်မှတ်ရေးလည်းပါပါတယ်။ အမေရိကန်နိုင်ငံမှာအစိုးရဘတ်ဂျက်ကသတ်မှတ်ထားတဲ့ပမာဏကိုရောက်ရှိတဲ့အခါမှာလွတ်တော်ထဲသဘောတူညီချက်မရလို့ဆက်သုံးလို့မရပဲအစိုးရလုပ်ငန်းတွေရပ်ဆိုင်သွားတာဖြစ်ပါတယ်ဒီလိုရက်ဆိုင်သွားတော့ဘာတွေဖြစ်မှလဲလို့ပြောရရင်အမေရိကန်အစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတချို့ယာယီရက်ဆိုင်သွားမှဖြစ်ပြီးတော့တိန်းနေချီတဲ့အစိုးရဝန်ထမ်းတွေရဲ့လဆာကိုဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ်။လွတ်တော်ဘတ်ဂျက်ရုံးရဲ့ခက်မဲချက်အရ ဖက်ဒရယ်အလုတ်သမား9သိန်းခွဲလောက်ဟာနေ့စဉ်လောက်အားခမရပဲရှိနေမှာဖြစ်ပါတယ်။လွတ်တော်မှာဘတ်ဂျက်ကိစ္စပြည်လဲသွားမှသာဆိုင်းရထားတဲ့လောက်အားခတွေပြန်ပြီးတော့ရလာမှာဖြစ်ပါတယ်။အမေရိကန်မှာအစိုးရရက်ဆိုင်မှုဟာ2018-2019ခုနှစ်တမဒဒေါ်နယ်ထရန့်ရဲ့ပထမအကြိမ်တမဒသက်တမ်းထိမှဖြစ်ခဲ့ပြီးတော့ရက်ပေါင်း35ရက်ကြာမြင့်ခဲ့ဖူးပါတယ်။ဒုတိယနိုင်ငံတကာသတင်းကတော့ဂျန်စီတွေဥစားတဲ့တော်လှန်ရေးတစ်ခုအကြောင်းဖြစ်ပါတယ်။ ဂျန်စီလို့ခေါ်တဲ့လူငယ်မျိုးဆက်တစ်တွေကောင်းဆောင်တဲ့တော်လန်လှူရှာမှုတွေဒီနေ့ထဲမှာဆက်တိုင်းဖြစ်နေပါတယ်နီဘောနဲ့ကင်ညာနိုင်ငံတွေမှာဂျန်စီတွေရဲ့ဆန္ဒပြပွဲတွေအောင်မြင်မှုရပြီးတဲ့နောက်မှာအခုအခါမဒါဂတ်စကာလို့ခေါ်တဲ့ကျွန်းနိုင်ငံတစ်ခုမှာလည်းဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲဖြစ်ပွားနေပါတယ်မဒါဂတ်စကာဆိုတာကတော့အာဖရိကတိုက်ကကမ်းလွပင်လယ်ပြင်ထဲကကျွန်းနိုင်ငံလေးဖြစ်ပါတယ် ပြောရမယ်ဆိုရင်တော့ကမ္ဘာမှာစတုထအကြီးဆုံးကျွန်းပေါ်မှာရှိတဲ့နိုင်ငံဖြစ်ပါတယ်မဒါဂတ်စကာမှာရေနဲ့မီပြက်လက်မှုတွေအကြီးကျယ်ဖြစ်ပြီးတဲ့နောက်မှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့တာပါအိန္ဒိယသမုတ်တရာထဲကကျွန်းကြီးပေါ်မှာရှိတဲ့မဒါဂတ်စကာနိုင်ငံမှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ၃ရက်မြောက်တဲ့နေ့မှာတော့သမ္မတကဝန်ကြီးချုပ်ဥဆောင်တဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းပေးလိုက်ပါတယ် ကုလသမဂ္ဂအဖွဲ့အစည်းတွေအဆိုအရဆန္ဒပြသူတွေဘက်ကလည်းအနည်းဆုံး22ယောက်တိစုပ်ခဲ့ရတယ်လို့ဆိုပါတယ်။တမတာအန်ဒရီရာဂျိုလီနာကတော့ဆန္ဒပြသူတွေကိုနားလဲတယ်လို့ပြောလိုက်ပြီးဆန္ဒပြလူငယ်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့နေရာတစ်ခုဖန်တီးမယ်လို့ဆိုပါတယ်။ဆန္ဒပြမှုတွေအထက်ဖြစ်ပွားခဲ့တဲ့လူရဲမှုတွေကြောင့်ပြည်စီဆုံးရှုံးခဲ့တာကိုလည်းပြန်လျော်ပေးမယ်လို့ဆိုပါတယ် ဆန္ဒပြပွဲတွေကိုရဲတွေကမျက်ရည်ယူဘုံတွေရောဘာဂျီတွေတုံးပြီးဖြိုခွဲခဲ့တာကြောင့်အ ਨੇ ဆုံးလူ300ကျော်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်နောက်ဆုံးသတင်းအအနေနဲ့ကတော့တရုတ်နိုင်ငံမှာကင်းလဲနေတဲ့ဆက်ရုပ်ခွေးတွေအကြောင်းပြောပြပါမယ်။ AI နီးပညာမြင့်တက်လာတာနဲ့အများ AI နီးပညာသုံးဆက်ရုပ်တွေကိုလည်းတွေ့တွေ့ကြကြအသုံးပြုလာနေပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံဟာဆက်ရုပ်ခွေးတွေကိုအသုံးပြုလာနေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီကတော့တရုတ်အစိုးရပိုင်းစင်ဟွာသတင်းဌာနမှဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ချထားတဲ့အကြောင်းသတင်းတွေထုတ်ပြန်ထားပါတယ်တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကပေါ့ရှန်ရက်ွက်ထဲမှာဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ပေးခဲ့တာပါသူတို့ထမ်းဆောင်ခဲ့တဲ့တာဝန်တွေကတော့ကားမရက်ရနေရာတွေမှာရက်ထားတဲ့ကားတွေကိုရှာဖွေဖို့နဲ့အမိုက်မပြည့်ရနေရာတွေမှာအမိုက်ပြစ်တာရှိမရှိကိုကြည့်ရှုဖို့ဖြစ်ပါတယ် တရုတ်နိုင်ငံမှာတော့ Unitree နဲ့ Deep Robotics လို့ခေါ်တဲ့ခွေးစက်ရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးနှစ်ခုအပြိုင်ရှိနေပြီးတော့ကြံတန်းတဲ့နေရာတွေမှာအလုပ်လုပ်ဖို့စံသက်ထုတ်လုပ်နေကြပါတယ်။စက်ရုံတွေတက်တူသွင်းတွေနဲ့လှုပ်ချော်ရေးလုပ်ငန်းခွင်တွေမှာကင်းလဲဖို့နဲ့စစ်ဆေးရေးလုပ်ငန်းတွေအတွက်သုံးကြပါတယ်။ အဲ့ဒီဆက်ရုပ်ခွေးတွေကအဆောက်အဦတွေအပေါ်တက်နိုင်တယ်။လေကားတွေတက်နိုင်တယ်။ချောမွတ်တဲ့မျက်နှာပြင် ပေါ်မှာလန်းလျှောက်နိုင်တဲ့အပြင်တည်ငြိမ်ပြီးခက်ခဲတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်